ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဘုံမောက်ကဒီရပိုင်းမှာအရန်ခြေစွမ်းပြပြီးလူတိုင်းတတတာဖြစ်နေတဲ့သူတို့ရဲ့ Entrance မန်းမျိုးပေါ့လေစမန်းမျိုးကိုအခုလောလောဆယ်မှာပြောင်းရွှေ့ချေတတ်မှတ်လိုက်ပြီဆိုတော့ Entrance မန်းမျိုးကအခုအသက်25နှစ်ရှိတဲ့အသေးနိုင်ကစောင့်ကြည့်နေတဲ့ကစားမဖြစ်ပြီးတော့ ဒီစားမဟာဒီနေ့ရာသီမှာပရီးမီးယားလိမှာ6ဂိုးသွင်းထားတယ်။အဲလီဟာလန်ပြီးရင်သူနဲ့ထီယာကိုအီကာထီယာကိုဆိုတဲ့ကစားမနှစ်ယောက်ကအများဆုံးသွင်းထားတယ်။ဆိုတော့စမန်ညိုကိုလူချင်းတဲ့အသင်းကြီးအများကြီးတဲ့မှာဘုံပေါက်ကသူ့ကိုနေရာသီမှာရောင်းမယ်။ဘာလို့ဘုံပေါက်လိုအသင်းမျိုးကအရင်ထဲကလည်းပြောထားပြီးသားသူတို့လူချင်းနဲ့ပြောင်းရွှေ့ချင်တာပေးဘယ်ကစားမမဆိုသူတို့ထုတ်တယ်။စပါးကြီးကိုလည်းထုတ်တယ်။မီလော့စကာကီကိုလည်းထုတ်တယ်။ပြီးတော့မှဒင်းခွန်ဆန်ကိုလည်းထုတ်တယ်။ ကေပါဝီဇာပလကထွက်သွားတယ်ဂုသမနတူပြောင်းသွားတယ်အဲတစ်ချိန်တည်းမှာပဲဒန်ကိုအော်ထာရာအပါဝင်ကစားမတော်တော်များများကိုသူတို့ထုတ်တယ်ဆိုတော့ဘုံမောက်ကဒါအခုအသက်25နှစ်ဝယ်ရှိတယ်သူတို့ရဲ့ဂါနာတောင်ပိုင်းကစားမအန်ထရန်ဆမန်နျူကိုယူရို55တန်လက်ရှိ current market ပေါက်ကြီးရှိပေမဲ့သူတို့ကပေါက်85တန်တတ်မှတ်ထားတယ်ဘယ်အသိမဆိုအန်ထရန်ဆမန်နျူကိုလိုချင်ရင်ပေါက်85တန်ပေးရင် ခေါ်ယူနိုင်မယ်လို့အသိပေးထားတယ်။သူ့ကိုအဓိကလိုက်နေတဲ့အထက်မှာအခုလောလောဆယ်မှာ Tottenham Hotspur ရဲ့ Liverpool ရဲ့တစ်ဖက်က Arsenal အပါဝင် Premier League က Chelsea နဲ့ Tottenham Club တော်တော်များများပါတယ်။စပိုင်းညိုကအခုဒီနေ့ရာသီအတွင်းဒါဘုံမောက်အတွက် Premier League မှာ6ပွဲကစားပြီးတဲ့အချိန်မှာ6-9သွင်း3-9ဖန်တီးထားတယ်။အကောင်ဆုံးဖုန်ကိုပြသနေပြီးတော့အခုလက်ရှိမှာသူ့ရဲ့ဒါ performance ကသူကဗျာသူ့ရဲ့ main position က right wingers ဒါလီဗာပူးမှာဆိုရင်မိုမက်ဆာလတ်စ်နဲ့မှာအစားထိုးနိုင်တယ်ထော့တနမ်မှာတော့ဒါကူဒုစ်နဲ့တပုံစံနဲ့ဒါပေမဲ့ခက်တာကဂါနာနဲ့ဂါနာကစားမပေါ့လေကူဒုစ်ကိုဒီတကယ်လို့ကူဒုစ်ကိုစမန်ညိုပါရောက်လာပြီဆိုရင်ကူဒုကိုဘေပို့ဒါစမန်ညိုကိုညာပို့ကူဒုစ်ကိုညာပို့စမန်ညိုကိုဘေပို့ကြိုက်တာလို့လေတော့ဂါနာတယောက်လို့ကန်ကောက်တာကစမန်ညိုကိုဇန်နဝါရီမှာအသိတော်တော်များများစိတ်ဝင်စားတဲ့အချက်ကအာဖရိကဖလာသွားစရာမလိုဘူး။ဘာကြောင့်လဲဆိုဂါနာကခြေစပွဲမအောင်လို့ဆိုဂါနာခြေစပွဲမအောင်တော့ ဒါဘယ်လိုပြောမလဲဆိုတော့စပားကခူဒူးကခြေစပွဲသွားစရာမလို့ तू ကစပားတော့ဆက်ရှိမယ်စပန်းညိုလည်းဘုံမောင်မှာဆက်ရှိမယ်ဆိုတော့ဒီစားမရဲ့ current market ပေါက်ကြီးက55တန်းပြီးခဲ့တဲ့ရာသီအစပိုင်းမှာစပန်းညိုကဒီသူရဲ့23ခုနှစ်ပေါ့2023အစမှာစပန်းညိုက6တန်းပဲရှိတယ် အဲ့ကနေပါစေ2020လွေနွေရာသီမှာသူ့ရဲ့ market value က10တန်းပဲရှိတယ်။အဲ့ကနေပါစေပြီးခဲ့တဲ့ရာသီမှာပြသတဲ့ခြေစွမ်းကြောင့်ဝုန်းသူထောင်တက်ပြီးတော့သူ55တန်းရှိတယ်။ဒါပေမဲ့ Euro 85တန်းဆိုတဲ့အမောင်းနည်းနည်းတော့များတယ်။ဒီစားမက Premier League မှာတော်တော်လေးအာရုံကျတယ်။သူက Bath City တို့ Bristol City တို့ Newport County တို့ဒီလိုအသင်းတွေပဲကစားတယ်။ Sunderland ကိုရောက်တယ်။အဲ့ကမစစ်နောက်ဆုံးမှသူ ဘုံပေါက်ကိုပြောင်းလာတဲ့အပြောင်းရွှေ့ခြေကယူရို10တန်းပဲ10.5တန်းနဲ့သူ2023မှာပြောင်းလာတယ်ဆိုတော့အခုသူတို့အဲ့ကစားမကိုနှစ်နှစ်အကြာ maybe နွေရဒီဇန်နဝါရီမှာဆိုနှစ်နှစ်ခွဲပေါ့လေနှစ်နှစ်ခွဲအကြာမှာပေါင်85တန်းပေါင်85တန်းဆိုတာအနည်းဆုံးယူရို90ရှိတယ်အန်ထရဆမန်ညိုရဲ့ contract ထဲမှာယူကြီးစာချုပ်ရှိတယ်ကျွန်တော်ထင်တော့အဲ့ယူကြီးစာချုပ်က85တန်းပဲလီဗာပူးကလည်း secretly like တယ်အဓိကတော့ယူကြီးစာချုပ်ကတတ်တာနိုင်ရင်အဲ့တိုင်း အန်ထရန်စမန်ညိုကိုဒါအခုလက်ရှိမှာ Chelsea ကလည်းသဘောကျတယ်စပါးကလည်းသဘောကျတယ် Arsenal ကလည်းသဘောကျတယ်အားလုံးက January ကာလမှာခေါ်ချင်တယ်အဓိကက African Cup Nation မကစားရတဲ့အတွက်ဘယ်ညာတောင်ပံနှစ်ဖက်ကျွန်တော်အမြင်ရဆိုရင်တော့ Arsenal ခေါ်ဖို့ခက်တယ်ဘာလို့ခက်လဲဆိုတော့ပကာယူဆာကာရဲ့ match down man ရဲ့ Nonni Matuidi ရှိတယ်ဟိုဘက်ချမ်းက Aberici AC ရဲ့ Martinelli ရဲ့ Trossard ရှိတယ်အန်လက်စ်ပြ Trossard ထွက်သွားတာတို့ဘာလို့အဲ့လိုတစ်ခုခုဖြစ်မှာပဲဖြစ်နေဆိုတော့ Arsenal က chance က possibility မှာနေတယ်လီဗာပူးကတော့ Salah နဲ့အစားထိုးဖို့တကယ်ကိုသဘောကျတယ်အဲ့ထဲမှာ Spurs ကလည်းသူက Brandon Johnson နဲ့မကြိုက်ဘူးဆိုတော့ဖြစ်နိုင်ခြေက Spurs နဲ့ chance ရှိတယ်ဆိုတော့ Antoine Semenyo ကိုဘုံပေါက်ကပေါက်85တန်းအခုဒီအပိုင်းမှာလေ Forest ကသူ့ရဲ့ကွင်းလေကစားမှာ Elliot Anderson ကိုပေါက်တန်း100နဲ့120ချာတတ်မှတ်တယ် နောက် Adam Warden ကို Crystal Palace က80လောက် target ထားတဲ့အချိန်မှာစမန်းညိုကိုဘုံဘောက85တန်းဆိုတော့အရင်ကတော့မစိုးဘူးလို့ကျွန်တော်မြင်တာပေါ့လေဘလို့မြင်ကြလဲ85တန်းဆိုတဲ့အမောက်သူ့ရဲ့ current market value က55တန်းရှိတယ်ဒါကတော့စမန်းညိုနဲ့ပတ်သက်လို့ဘုံဘောက်ရဲ့ဒါအခုလက်ရှိ statement မှာအားလုံးကျေးဇူးတင်ပါတယ်